အာဇီကုံဇီကုံဇီကုံမှာတော့ KDB မှာဖြစ်တယ်လို့ကြားတယ်ဒါပေမဲ့ KDB မှာဖြစ်တယ်ဆိုတော့ KDB ထဲမှာလည်းဖြစ်သလားအပြေမှာဖြစ်သလား KDB နားမှာဖြစ်သလားတော့မသိဘူးသို့တော့ဇီကုံမျိုးကနော်ဒီဒီဒီပြည်လမ်းမှာကြီးပြေးပေါ့နော်အဲ့လိုပြောမလားဇီကုံမျိုးက KDB မှာနော်ရဲခဲတဲ့နှစ်ဖက်လုံးတော့ပေါ့လေဇီကုံတွေဝက်ကောင်ကြီးရောကြာရွှေအိတ်ဆိုတော့ KDB တဲ့အဲ့ KDB အခန်းတော်ပါတယ်ခန်းတော်တုံးလို့ပါတယ်ဟောပေါ်တော့မသိဘူးအဲ့မှာပြည်သူစိတ်ပွဲတွေကြည့်ရတာညဘက်ပြန်မှန်းလို့ထင်ပါတယ်ပြန်မှန်းလို့မျိုးလိုက် ရမကားလေးပါလေမြည်ရပြီးတော့ပြောတာပါးရရှိနေမှာပေါ့အဲ့မှာ PDF တဲ့တရင်းဟာတင်လာပြစ်သွားတယ်ပြစ်တော့တေကုန်တယ်ပေါ့ဗျာပြည်သူပြည်သူစစ်တီတေကုန်တယ်ပေါ့ပြည်သူစစ်တီပြည်သူစစ်လို့ပဲခေါ်မလားဒီအဲ့မှာပြည်သူစစ်လို့ခေါ်ပေါ့တခါကပြည်သူစစ်လို့ခေါ်တယ်ကျွန်တော်ပြည်သူတွေပြည်သူစစ်လေးပြစ်ခံလိုက်တေသွားတယ်လို့ကြားတယ်လူတော်များတည်တယ်အဲ့မှာ KTV မယ်လေးကဂျာညာပြီးတေသွားတယ်လို့ကြားပါတယ်တနာပါတယ်ခြေစင်းလို့လာမင်းလို့တနာပါတယ်ဗျာဂျာညာပြီးမင်းတိုင်နေနော်ခြေစင်းလို့လာမင်းလို့နော်ဟိုမြန်လို့တွေ့တာလို့ဘာညာဘာညာလို့ပေါ့နော်တနာပါတယ်သူခင်ဗျာလေဂျာညာခေါ်တယ်အဲ့တော့ အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့နော်သုံးဆန်းအတိုင်းပဲဗီဒီယိုဖိုင်အပိုင်းအစာလေးကိုပြန်ကြည့်ရမှာဖြစ်ပါတယ်ပထမအဦးဆုံးအနေနဲ့နော်မောကုတ်အကြောင်းကိုပဲနားထောင်ကြည့်လိုက်ရအောင်နော်မောကုတ်မှာဘလူးမှမရှိတော့ဘူးပေါ့နော်အင်းအမကြည့်ပါအိမ်ကြီးလဲချောကလက်တို့လူလဲတရားမှမရှိကြတော့ပါဘူးရှင်ကျမတို့ရလမ်းတရေအဖွဲတွေပဲရှိကြတော့ပါလေ

ဒီအမရဲ့ဗီဒီယိုဖိုင်ကိုပဲဆက်နားထောင်ကြည့်လိုက်ရအောင်နော်ပြောရအောင်မယ်တိလားအတင်းလာပြောတာတချို့တချို့လူတွေလေးတိလားစကားပြောလဲစကားကြီးစကားကျဲနေနော်ကတိမတီလို့ရှိရင်မျက်နှာကိုလက်သီးနဲ့လာထိုးလို့ပါတော့ဒီလားတော်ခင်ကြီးကျန်တဲ့ကတိတွေမပြောနဲ့ဥမာစံနေစီပစံနေပေးမယ်ဆိုပြီးတော့ခေါ်ထားတဲ့လူတွေကိုတော့စံလည်းမပေးဘူးစီလည်းမပေးဘူး နေစားကြီးလည်းမရှင်းပေးဘူးလေ။လမ်းတော့ဖန်ပေးဘူး။အဲ့ဒါကိုပဲကြီးကြီးကျယ်ကျယ်နဲ့ခွေးတော့ပေါက်ကန်တို့မတီးသူ့မျက်နှာကိုလာထိုးတယ်။ဂရီမတီးတိုင်းသာလေ။သူတို့မျက်နှာကိုထိုးရမယ်ဆိုရင်လေသူတို့မှာမျက်နှာမရှိတာကြာပြီ။อืมတိလားထိုးเสียမျက်ခွက်ဆုပ်နေတာကြာပြီ။ဒါပေမဲ့သူတို့ပြောချင်ပါလေမပူနဲ့လို့เนาะဂရီမတီးလို့ရှိရင်လို့ဟွာပါလေလက်သီးနဲ့တွေမကအောင်လို့ဟာကျန်တဲ့ဟာရင်းနဲ့ပါထိုးလို့ ကျေးဇူးတွေကလည်းစောင့်ကြည့်နေကြတယ်လို့နော်အဲ့လိုမျိုးစံလေးစီလေးတွေကအစနော်နေတော့ကလေးပေးတာတော့မှဂတိမတည်နိုင်တဲ့လူမျိုးတွေကိုဘသူမှအယုံကြည်မရှိတာလဲမမှားပါဘူးယုံကြည်ခြင်းရတခွမှမရှိဘူးအမှန်ပဲဘာညာတော့မဟုတ်ပါဘူးဟိုပါလေဂျုံလုံးလူကလည်းအလုံးမရှိတော့တယောက်တည်းပြင်းနေတော့လေ sắp bị xảy ra đi bỏ nó Đi là biểu là Đủ mà yêu ấy biểu là mà cũng nó Qua cụ Ủa ta lê đi ta đến lê đuổi lụ Là biểu bẻ là ta nghe chế nịu Nó Ý áo video phái lê của sẽ ná thọ Chỉ là yàng nó Bà đi gõ lòng đi Làm ế dưới gọi bê gà này လက်ရှိနိုင်ငံရေးစီရေးပဋိပက္ခတွေရှော့ပါနိုင်ဖို့နိုင်ငံရေးအခင်းကျင်းသစ်တစ်ခုပေါ်လာမယ်လို့ညော်လင့်နေကြတာပါဆိုလိုတာကတော့လက်ရှိစစ်တပ်ကကန့်သက်ထားတဲ့လက်ရှိနိုင်ငံရေးအခြေအနေပေါ်မှာပဲအခြေပြုကစားရမယ်ဆိုတော့ယူဆပါတနည်းအားဖြင့်ရွေးကောက်ပွဲကမျှတတာတွေမမျှတတာတွေအားလုံးပါဝင်နိုင်တာတွေအတိုက်ခံကောင်းဆောင်တွေအဖမ်းခံထားရတဲ့တွေကိုမစင်စားပဲရွေးကောက်ပွဲမှာဝင်ပါပြီး နိုင်ငံရေးအရေးတခုကိုလုံလို့ရမလားဆိုတာစဉ်းစားနေကြတဲ့သဘောပါချုပ်ကလည်းအဲ့ဒီလောက်တော့နိုင်ငံရေးစဉ်းစားချက်ရှိဖို့မရပါဘူးစစ်တပ်နဲ့နိုင်ငံရေးလှုပ်ရင်နိုင်ငံရေးစီးပွားရေးသက်ဆိုးရှင်နိုင်တဲ့ပြင်ဝင်ကြီးတွေပါတယ်ဖြစ်နိုင်တယ်ဆိုတော့ဒါပဲဒါကိုကြိုးပဲကြည့်တဲ့သူတွေလည်းပါမသေးကြပါလေတစ်ခါမှလည်းအဲ့ဒီပါတီတွေအတွက်က NLD အပါဝင်ပြည်သူထောက်ခံတဲ့ပါတီတွေဝင်မပြိုင်မှသူတို့အတွက်နေရာရနိုင်တဲ့ အနေအထားမှာရှိနေပါတယ်အခုလာမဲ့ရွေးကောက်ပွဲမှာလည်းပြည်သူထောက်ကန်တဲ့ပါတီတွေဝင်မပြိုင်နိုင်တဲ့အတွက်သူတို့အတွက်မဲရကြီးပုံမြင့်နိုင်တာတော့တေးကြပါတယ်ဒါပေမဲ့လည်းပြိုင်နေပြည်သူကိုနေ့စဉ်တက်ဖြတ်နေတဲ့စစ်တပ်နဲ့ပူးပေါင်းတယ်လို့မြင်ကြတဲ့အတွက်ရွေးကောက်ပွဲဝင်ရုံနဲ့ကိုသူတို့နိုင်ငံရေးသူတို့တတ်တယ်လို့ပြည်သူကယူဆနေကြပါတယ် ဒီညီမလေးရဲ့ဗီဒီယိုဖိုင်ကိုပဲဆက်နားထောင်ကြည့်လိုက်ရအောင်နော်အမေရိကန်ဒီဆိုကစစ်ကောင်မျိုးထောင်ရဲပါတီဘယ်မဟုတ်ဘူးတစုံတူတယောက်ကနေပြီးတော့နည်းနည်းလိုချင်လို့ထောင်ရဲပါတီဘယ်မဟုတ်ဘူးဒီလူတွေကနေပြီးတော့ရွေးကောက်တဲ့နောက်ပြီးတော့ဒီလူကတော့ကြာမြင့်တက်လက်ခံလို့ဖွဲ့စည်းရတဲ့ပါတီတစ်ခုဖြစ်တာကြောင့်လေအမေရိကန်ဒီဆိုကတော့မှပစ္စည်းကနေအပေါ်စီမျိုးအမေရိကန် ဒီလိုရှိနေစေဒီလိုဝင်နေလို့အမေတို့ဆိုခေါ်ရပြီးရှိနေမှာမဲခဲစံချင်းအောက်ပေါ်စားတိုက်ပြီးနေမှာစားကြမရှိအောင်ရုတ်ခဲ့ပြီးမှာထားကြမရှိအောင်ရှမ်းလာတော့ဘုံတို့ရောအောက်ပေါ်စားလို့စားကြမရှိအောင်ရုတ်ပြီးကြတာမဲပြရမယ်ဖြစ်တော့နေလို့ခင်ဗျားနဲ့စောင့်ဆောင်နေပပကြီးဦးမင်းအောင်ဆိုင်အာနာယူလို့နော် လာမင်းရဲ့ကျေစီရဲ့တွေတာရဲ့မြမြရဲ့ကြားညတ်ကုန်ပြီတဲ့အပါတာပေါ်မှာကြုံမျိုးမင်းရဲ့ဗီဒီယိုဖိုင်ကိုပဲဆက်နာထောင်ကြည့်လိုက်ရအောင်နော်အာစကိုင်းမှာခြေဆိုင်တဲ့စကိုင်းမှာခြေဆိုင်တဲ့အာဘာခေါ်လဲဒီတိုင်းနာပုံတွေကောလိပ်လို့ခေါ်မလားဗောနော်တိုင်းနာပုံတွေကောလိပ်အဲ့ကောလိပ်ကအเจ้าကြီးရရှိတယ်ဗောနော်အုံတော်မြောက်ရွာစကိုင်းမှာအုံတော်မြောက်ရွာနားမှာရှိတဲ့ ဒီတိုင်းသာလူငယ်များဆိုင်ဖို့တဲ့ college ပေါ့အဲ့ college ကအကျောင်းကြီးရဲ့ line နေအဲ့ဒီနေရုပ်ကိုပြီးခဲ့တဲ့27ရက်နေ့ည8နာရီလောက်မှာနော်လူစုကရောက်လာ11လူရောက်လာတယ်ရောက်လာပြီးတော့သူ့ငယ်ရင်းထဲမှာရှိနေတဲ့အကျောင်းကြီးရောမတွေ့ဘူးပေါ့ဗျာမတွေ့တော့သူ့ရောက်ရှိနေတဲ့သူ့ဇနီးကိုတရန်ပြစ်တတ်သွားတယ်ပြစ်တတ်တော့အဲ့သူ့ဇနီးအသက်43နှစ်ရဲ့ဒေါ်စနန်းဝန်းဆိုတဲ့မျိုးသမီးကွယ်လွန်သွားတယ်အကျောင်းကြီးကတော့ခံကောင်းသွားပြီဘာမှမဖြစ်ဘူးဒါပေမဲ့သူမရှိတဲ့အတွက်လွတ်သွားတယ်ဘုံရှိသူကတည်မှာအဲ့တော့သူကတော့လွတ်သွားလွတ်သွားတယ်အဲ့တော့ဒေါ်စနန်းဝန်းရဲ့နိုင်ရေးဆိုရင်ဒီမှာ20နှစ်မနေ့က20နှစ်မနေ့က တကြိုးလိုက်တယ်ဘာကြောင့်မှန်းဆိုတော့တကြိုးလိုက်တော့မှဒီလိုဖြစ်တာမသိလားဆိုတော့အဲ့တော့မှတက်ဖြတ်ခံမှန်းသိတယ်အဲ့တော့နိုင်ငံနဲ့တော့ဝင်ပြစ်တယ်ဆိုတော့ခင်ဗျားတို့စဉ်းစားကြည့်ပါဦးစကိုင်းစကိုင်းကနော်အဲ့ဒီတိုင်းသားဖို့တို့တည်းရေးအဲတိုင်းသားလူငယ်များစိုက်ဖို့တို့တည်းဒီကောလိပ်ပေါ့နော်စကိုင်းအဲ့အိုးတော့မျိုးရောအဲ့ရောဖြစ်တယ်ဆိုတော့ဒါတော့တော်တော်တော့လူငယ်ပေါ်ရတယ်ပြောမလားဒါကြီးတရားဒီလိုအချက်ဖတ်တပြတ်မှုတွေရှိလာတယ်ကတော့မကောင်းဘူးဗျာဒါသတိထားရမယ့်ကိစ္စတစ်ခုဖြစ်တယ်လို့ကျွန်တော်ဒီနေ့ပြောချင်တယ်ဗောနောနောက်တစ်ခုကအာဇီကုံဇီကုံဇီကုံဟာတော့ KDB မှာဖြစ်တယ်လို့ကြားတယ်ဒါပေမဲ့ KDB မှာဖြစ်တယ်ဆိုတော့ KDB ထဲမှာလည်းပြစ်သလားအပြေမှာပြစ်သလား KDB နားမှာပြစ်သလားတော့မသိဘူးသို့တော့ဇီကုမျိုးကနော်ဒီဒီဒီပြည်လမ်းမှာကြီးပြေးပေါ့နော်အဲ့လိုပြောမလားဇီကုမျိုးက KDB မှာနော်ရဲခဲတဲ့နှစ်ဖက်လုံးကပေါ့လေဇီကုမျိုးဝက်ကုန်ကြီးကကြာရွှေအိတ်ဆိုတော့ KDB တဲ့အဲ့ KDB အခန်းတော်ပါတယ်ခန်းတော်တုံးလို့ပါရဟောဖို့တော့မသိဘူးအဲ့မှာပြည်သူစိတ်ပေါ့လေကြည့်ရတာညာဘက်ပင်မလို့ထင်ပါတယ်ပင်မလို့မြေလိုက်ရမကလေးပါလေမြေရောပြီးတော့ပြောတာပါတယ်ရှိနေမှာပေါ့အဲ့မှာ PDF ရဲ့တရင်းဟာတင်လာပြစ်သွားတယ်ပြစ်တော့ ဒီကုံတွေပေါ့ဗျာပြည်သူပြည်သူစစ်တွေဒီကုံတွေပေါ့ပြည်သူစစ်တွေပြည်သူစစ်တွေပဲခေါ်မလားဒီအဲ့ပြည်သူစစ်တွေခေါ်ပေါ့တခါကပြည်သူစစ်တွေခေါ်တာကျွန်တော်ပြည်သူတွေပြည်သူစစ်တွေပြစ်ခံလိုက်တေသွားရဲလို့ကြားတယ်လူတော်များတည်တယ်အဲ့မှာ KDB မယ်လေးကဂျာညာပြီးတေသွားရဲလို့ကြားပါတယ်တနာပါတယ်ခြေစင်းလို့လာမင်းလို့တနာပါတယ်ဗျာဂျာညာပြီးမင်းတိုင်းနေတော့ခြေစင်းလို့လာမင်းလို့နော်ဟိုပြန်လို့တွေ့တာလို့ဘာညာဘာညာလို့ပေါ့နော်တနာပါတယ်သူကလည်းဂျာညာပုံတယ်အဲ့တော့ ဒါလည်းဖြစ်စဉ်လေးတွေဖြစ်သွားလဲဆိုတော့တတိယဒါဘယ်နဲ့ဖြစ်လာလဲဆိုတော့မနေ့ကညဖြစ်တာတဲ့မနေ့ကညဖြစ်တာတဲ့အကုန်လုံးကတော့မနေ့ကညဖြစ်တာတဲ့နော်မနေ့ညဒါလည်းဖြစ်တယ်လို့ကြားပါလေနောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့မင်းကင်းလောင်းကြီးကြီးပါမှာရှိတဲ့ရွှေမြောက်လောက်ကမနေ့ကဘုံချဲဖျံရပါတယ်ကျွန်တော်တော့ဒီလောင်းကြီးလောင်းကြီးရွှေမြောက်လောက်ကနေပတ်သက်ရင်ပြီးရရပိုင်းတက်တဲ့တောက်ဆောက်တက်တယ်ခမလို့သိတယ်ပီတီအက်ဒီနဲ့ရွာကလေးကျမှတောက်ဆောက်ပြန်တက်နေတာ ဟိုလောင်းကြီးရွှေလို့ကနေပတ်သက်ပြီးပြီးရတဲ့ဟာသူတို့ပဲမောင်ပိုင်စီးပြီးတော့အဲ့ဒီလောင်းကြီးရွှေလို့ဆိုပြီးပြွာရတဲ့အထုပကံကိုသူတို့အဖွဲ့နေသူတို့လူတွေအတင်းတူးနေတာတူးနေတော့ကြာလာတော့ရွှေမျိုးလို့ကမှအဲ့ရွှေရအောင်ရှာနေတော့ကြာတော့ရွာကလေးကဆန္ဒပြရတဲ့ကြေးနှစ်ကြေးသုံးကြေးမြောက်ပြရင်းနဲ့ရွာကလေးကဖမ်းခံတဲ့ဘွားကိုရောက်ကုန်ရွာရဲ့ဆန္ဒပြကောင်းကောင်းကိုအဖမ်းခံပြီးတော့ဘယ်အောင်ပြတ်သွားတဲ့ဘွားကိုရောက်ကုန်အဲ့ဒီမှာကြည့်ရရွာကလေးနဲ့တင်းလာရတယ်ခုတော့ရွာကလေးကကြည့်ရတရင်ပေးလိုက်ကြလားမသိဘူးတက်ကလေးနဲ့ဘုံကျဲသွားတယ်ကျဲတော့ခုလောင်းကြီးရွှေမျိုးလို့ကမှမနေ့ကတော့နေမှန်ဘုံကျဲခံလိုက်ရတော့ ယူရီထိခိုက်ကုန်နဲ့တည်ကြည်ကုန်နဲ့လို့ကြားတယ်အဲ့တော့ဘုံချက်ခံရတဲ့ခါကျမှ PDF အနေနဲ့ပြည်ပြည့်အုပ်စုတွေကဘာကြီးလဲဆိုတော့ပြည်သူတွေဘုံတည်ကုန်ပြီးတည်ကြည်တယ်အဲ့ဒီလောင်းပြေရွှေမြောလုံးကွက်ကတမိုင်းကိုပြန်ကြည့်ရာဇဝင်ပြန်လေ့လာလိုက်ပြီးရတဲ့ရပိုင်းလေးတွေမှာပြီးရတဲ့လာပိုင်းလေးတွေမှာဖြစ်တဲ့ရာဇဝင်ပြန်လေ့လာကြည့်ရင်ဖြေထွက်နေတယ် PDF ဒီလားရွာလားဒီလားလို့ရွာလားတွေကသူတို့မတူအောင်လို့သူတို့မလို့အောင်လို့တောင်းဆန္ဒတွေပြပြီးတော့သူတို့ဒုက္ခမင်းကိုတောင်းဆိုနေတာအော်နဲ့ PDF တွေကသူတို့ကသူတို့လူတွေနဲ့သူလဝါကြီးရပြီးသူတို့တူးနေတာအဲ့တော့အဖြေရပါလဲလို့မင်းရင်ရှင်းရှင်းပြောစစ်တပ်ဘုံကျဲတာဒီ ဘသူပြီးအဓိကတည်လည်းမီ PDF တွေကြွတာပေါ့ဘ PDF နဲ့သူ့အပေါင်းပါများကြွတာပေါ့ဟိုရွာသားတွေကတော့လွတ်တာပေါ့အဲ့ရွာသားတွေကြည့်ရတာသူ့လည်းကြည့်နာကြီးလာတဲ့ခါကျတော့စစ်တပ်ကိုတင်ပေးလိုက်တဲ့တင်နေအတိအကျောက်ပေးလိုက်တဲ့တင်နေတက်ကတီးထဲရောသွားရောပဲအဲ့တော့တခါကြရင်လည်းတခါလည်းစစ်တပ်ကပြည်တဲ့ပြည်သူတွေတယ်စစ်တပ်ကပြည်တဲ့ပြည်သူတွေတယ်ဆိုသကလုံးတော့ပြောနေရင်အဲ့လူတွေကျွန်တော်ရိုးရိုးအမိပဲခင်ဗျားရန်ကုန်မှာနေတယ်ခင်ဗျားမန္တလေးမှာနေခင်ဗျားနေတော့နေတယ်နေပြီးတော့မှနေတဲ့ပြည်သူမန္တလေးမှာနေတဲ့ပြည်သူရန်ကုန်မှာနေတဲ့ပြည်သူပေါ့ရင်ဘယ်လောက်ရှိတယ်ထင်လဲ15000လောက်ရှိတယ်အဲ့15000ပြည်သူရော စစ်ရကဘယ်တော့ဘုရားကြတာမျိုးလဲဘယ်တော့ငါပြတာမျိုးလို့ရှင်းရှင်းလေးတကက်ပြည်သူလူမျိုးကောင်းကောင်းမွန်မြေလူဆိုရင်စစ်ရကပြစ်ဆရာလည်းကြောက်မရှိဘူးသို့တော့တဘုံနဲ့ရောထွေးနေတဲ့ခါကျတော့တိမိခတ်မိတယ်ဖြစ်နိုင်တယ်တဘုံစစ်စစ်ဆိုရင်တော့တည်ယူဒီမှာဒါရှင်းရှင်းလေးလေယာတုံးကိုခွဲလိုက်မယ်ဗျာတကက်ပြည်သူစစ်စစ်စစ်တော့အုပ်ချုပ်မှုအောင်နေနေမှာတည်ရင်တော့ရှိတဲ့ပြည်သူတွေမှာပြည်သူကဘယ်ပြည်သူနဲ့တက်ခိုင်းခြင်းမရှိဘူးစစ်တပ်ကပြစ်ခတ်တပ်ဖြတ်ခြင်းမရှိဘူးเนาะဒါဆိုရင်အဲ့ဒါပြည်သူတဘုံနဲ့ရောနှောင်းနေထိုင်တဲ့သူတွေကြတော့ပြစ်တာခတ်ရင်းနဲ့ ချောင်းရက်ပြီးတော့တရားရီဖြစ်နိုင်တယ်။ဒါပေမဲ့ငါပြောရီတီတီရက်တပုံချက်ပဲ။အဲ့ဒီဘက်ကတော့ပြစ်ကိုပြစ်ခံရမှာ။အဲ့တော့ရှင်းရှင်းလေးပဲလေ။ခဲတော့အဖေကထွက်နေပြီလားမို့လို့။အဲ့ဒါကိုတစ်ခါလည်းပြည်သူတစ်ခါလည်းပြည်လျှောက်ပြောလို့တော့မရဘူးကြာ။တစ်ခါကျရင်အချက်လက်တွေကိုကြည့်ပါ၊ဘက်ကောင်တွေကြည့်ပါ၊လေ့လာကြည့်ပါ။ဟိုအရာအလုံးကစစ်တက်စစ်တက်လည်းမျိုးထိုးနေရင်တော့ငါတို့တိုက်ပြရဘရောရှိမရဘူး။ဘရောမှဒီရင်ရမှာ။အဲ့တော့တချို့ကိစ္စတွေကလည်းရှင်းပြတော့တစ်ဖက်မီဒီယာတွေကစစ်တက်ကိုမုန်းပြီးဝါရားဖြန့်ခံထားတာ။ စစ်တပ်ဆိုရင်မုန်းတော့အောင်စစ်တပ်ဆိုရင်မကြိုက်အောင်မချင်တော့အောင်လို့ဝါရဖြန့်ခံထားတာဖြစ်တဲ့အတွက်အဲ့ဝါရဖြန့်ခံထားအောင်လို့အမှန်လို့ထင်ပြီးခင်ဗျားတို့ကတစ်ချိန်လုံးအမုန်းတရားရဲ့နေရှင်သန်နေမယ်ဆိုရင်ခင်ဗျားတို့ညာရေးချင်အောင်ပမာလဲကောင်းကြီးတဲ့အဲ့ရမှာနားလည်လို့ရတယ်ဆိုတော့ပြောရမယ်ဒီနေ့ဒီဒီဆက်ရုံမန္တလေးနဲ့ဝါချာဆက်ရုံပေါ့နော်မန္တလေးနဲ့မန္တလေးရဲ့စကိုင်းမှာကြားမှာရှိတယ်ဆက်ရုံတော့အဲဆက်ဆက်မှုဆုံးပေါ့နော်ဆက်မှုဆုံးเนี่ยအသေးစားတိုင်ကျိုးတဲ့တန်နှန်းဆွဲဆက်ရုံအလုံးဆက်ရုံ120ကျော် ရက်သွားတဲ့ကိစ္စပါအဲ့ဒါလေးကိုပြောချင်ပါတယ်ဘာလို့လဲဆိုတော့ဒါစီးပွားရေးဆိုင်နဲ့စက်ဥ120ဆိုကြတဲ့စက်ဥကလူ100ရှိတယ်ဆိုတော့လူ1000ပဲစက်ဥကလူ100ပဲရှိရင်တော့လူ1000ပဲပုံနဲ့ပြောအဲ့တော့လူ1000နဲ့ချီပြီးတော့အလုံးလက်မဲ့ဖြစ်သွားရတဲ့အချိန်ကြီးအဲ့လိုအလုံးလက်မဲ့ဖြစ်ရင်ဘာဆက်ဖြစ်မလဲမန္တလေးရဲ့ဇကိုင်းမှာတောင်ရင်ချင်းလုံသားတွေအလုံးလက်မဲ့ဖြစ်ရင်ဘာဖြစ်မလဲဆိုတော့တဏှိကိုင်ကုန်တယ်မယ်တဏှိကိုင်ကုန်ပြီမယ်ကျွန်တော်သိကူတယ်ကိုရလူ1000ကျော်ဆိုတာကျွန်တော်နည်းနည်းလေးပဲပြောတာ1000ကျော်မကပါဘူးစက်ဥကလူ100ဆိုတာကျွန်တော်ခရရလို့ယူနေတယ် မဖြစ်နိုင်ပါဘူးဒါလည်းများပါတယ်ဟိုတန်ရီကျိုးရဲ့စက်ယုံတန်နေစက်ယုံ120ကျော်ရှိပါတယ်တဲ့နော်မန္တလေးရဲ့စကိုင်းချားမှာပြောရတော့မန္တလေးရဲ့အစွန်ပြားရည်နဲ့ဟိုစကိုင်းစက်မှုစုံထဲမှာစက်ယုံပေါင်း120ကျော်ရှိတယ်တဲ့အဲ့စက်ယုံကြီးကအကုန်လုံးကပြည်တွင်းမှာစက်ယုံတွေပါပြည်တွင်းတွေပါအဲ့တော့ဘာဖြစ်လို့လဲဆိုတော့အဲ့စက်ယုံကြီးရက်ခိုင်းတယ်ဘူးကရက်ခိုင်းတယ်ဆိုတော့သက်ဆိုင်အာရုံဖွဲ့စည်းရက်ခိုင်းတယ်ဘာလို့ရက်ခိုင်းတယ်လဲဆိုတော့တဲ့အဲ့ဒီစက်ယုံကထုတ်တဲ့တန်ရရတဲ့စံချိန်စံညုံးတွေမမီတဲ့အတွက်မမီတဲ့အတွက် ယန္နာထားပါဆိုပြီးတော့ခိုင်းနေတဲ့စံချိန်စံညွန်အစ်တစ်မင်းရဆွဲသည်ယန္နာထားပါဆိုပြီးခိုင်းနေတဲ့အဲ့တော့တန်တန်းဆဲဆုံပေါင်း120ကျော်ရထားတာ6လကျော်ပြီဆိုတော့ကျွန်တော်ကအခုမှသင်ချစဉ်းစားမိတယ်လူ6လကျော်ရှိနေပြီဆိုတော့ခင်ဗျအဲ့ထက်ကတန်ရီဂျိုတန်တန်းဆဲလုံမှလုံနေတဲ့လုံသားတဲ့ကဘလောက်ရတယ်တော့ PDF ဖြစ်သွားပြီးတော့တိုင်းပြည်ပြန်တော့ခပေးနေတယ်ကျွန်တော်မသိနိုင်ဘူးဘာလို့လဲမသိရမရှိရှိတာလုံးမှာပေါ့အဲ့တော့ PDF ဖြစ်ကုန်တာတွေလည်းရှိနိုင်တယ်လို့ကျွန်တော်ခံမှန်းခြင်းတယ်ဘာလို့ဆိုကျွန်တော်ကြားတဲ့စကိုင်းပုံမှာတချို့ဖြစ်တာတွေအဲ့ဒါတွေပါတယ်လို့ကြားတယ်ဆက်ဆက်နေလို့ပြောတယ်အဲ့တော့ ဘာလို့ညက်ခိုင်းတာလဲမြင်ရောတဲ့တန်နဲ့ပတ်သက်လို့ရှိရင်အည်သူလူတွေရဲ့စိတ်ကိုတန်တွေထုတ်ဖို့လဲဆိုတော့မြင်ပါအဲ့တော့ကျွန်တော်ကမှန်တာလေရေသူမျိုးလို့ပြောရလေလူတွေပြောရင်မှန်တာပေါ့ဒါပေမဲ့အဲ့စကလုံးကလုံးနဲ့အကုန်လုံးရုံလုံးလုံးတော့တော့ရသလားမေးကောအဲ့တော့ဘာလို့ဆိုပြည့်ငလေးလို့တော့ဟာတဲ့အစာအုပ်တွေပြုံကြတဲ့ခါမှာတဲ့အကြောင်းရင်းတွေရှားကြတယ်ပေါ့ဗျာလူကြီးတွေရှားတယ်ကျွန်တော်အဲ့စက်ကိုလုံးဝချင်းကျွန်တော်မြင်ကြည့်တဲ့ခါပြခဲ့တဲ့ကျော်ဒီစာမပြောအလွတ်ပြောပါမယ်ကျွန်တော်ကျွန်တော်တိတဲ့ information ကိုအလွတ်ပြောပါမယ်စာထိုင်ပြောနေကစာဖတ်နေတာပြင်လို့ကျွန်တော်စာဖတ်ချင်เนาะအဲ့တော့စာကိုကျွန်တော်က ဒီတိုင်းပဲပြောပါမယ်အဲ့တော့စိတ်စိတ်ယုံကြည်ဒီငလျင်တော့ပြိုကျသွားတယ်မန္တလေးအဆောက်အဦတွေအိမ်တွေပဲပတ်သက်ပြီးတော့ပြဿနာရှာအပြစ်ရှာအပြစ်ရှာတဲ့အခါမှာဘယ်အပြစ်ရှာလဲဆိုတော့ဒါကတဲ့တန်နေအရင်သေးမရှိလို့တဲ့ဆိုပြီးပြောတယ်ဆိုတော့တန်နေရသေးမရှိလို့အဲ့တော့တန်နေဘူးဘယ်ရလဲကွာပြင်းမှလေခေါင်းပါလေးဆက်မှုစုံလေးအဲ့ဆက်မှုစုံကစိတ်ယုံတန်နေအခုလိုအဲ့တန်နေတော့ဖြစ်တာလို့လည်းမျိုးထိုးတယ်ဆိုတော့တန်မှာအပြစ်ရှိသည်ပေါ့ဗျာတန်မှာအပြစ်ရှိတယ်ဆိုတော့ကျွန်တော်စဉ်းစားရပါတော့နော်တန်မှာအပြစ်ရှိတယ်လားလူမှာအပြစ်ရှိတယ်လားဆိုတော့မေးကုန်ကျွန်တော်ကပြန်မေးတော့ အဲ့တော့အပြစ်ရှာတဲ့ခါမှာအပြစ်ထိုးချလို့ရတဲ့ခါပြန်မပြောရတဲ့တန်ကြီးလည်းညှို့ထုတ်လိုက်တာစကားပြောရတဲ့တန်တန်ကြီးကျုံဆက်တွေလည်းညှို့ထုတ်လိုက်တာဟောစကားမပြောရတဲ့ခါတန်ကြီးကျုံဆက်ကအဲ့တော့ထိုးတယ်ညှို့ထုတ်ခါရတော့ခဏတော့အခုပိတ်ခါရတာအကုန်ပိတ်ခါရတာအကုန်ချက်ခံတာဆိုတော့အကုန်လုံးအဲ့လိုဖြစ်ပေါ့အဲ့တော့ဒီနေရာမှာကျွန်တော်တို့လုပ်ငန်းရှင်တွေကထောက်ပြတာတစ်ချက်ရှိတယ်ကျွန်တော်တို့ဗျာတဲ့ဟုတ်ပြီတဲ့ကြည့်ကျွန်တော်တို့တန်မင်းတွေအရင်ချင်းမရှိဘူးမှန်တယ်ကျွန်တော်တို့တန်တွေစထုတ်ကြတဲ့ကကျွန်တော်တို့အစားအုပ်စောက်ပုံစံထုတ်တာမဟုတ်တာတဲ့အဲ့တန်တွေက စရခဲ့အဲ့ဒီစိတ်ကတန်နေရအဆောင်းဆုံးမဟုတ်ဘူးလေခြံစည်းရောကာဖို့လို့လမ်းခင်းတဲ့နေရာမှာသုံးဖို့လို့အဲ့လိုပြထုတ်တာလေလေတဲ့နော်ဘာမှတန်နေဆိုတိတိလေးဒါလေးကဆောက်ဦးအဆောင်းအတွက်ပါလို့ရည်ရွယ်ပြီးထုတ်ခဲ့တာမဟုတ်ပါဘူးတဲ့ဟုတ်ပြီအဲ့ဒီသူတို့တန်နေရလဲထုတ်မယ်ဆိုရင်တော့ဆောက်မယ်ဆိုရင်တော့အမြင်ဆုံးတစ်ထပ်နှစ်ထပ်ပဲဆောက်လို့ရတယ်တဲ့ဒါကတုတ်တာဝင်ကအင်ဂျင်နီယာရဲ့တောင်းမဟုတ်ဘူးလားတဲ့စီမံအင်ဂျင်နီယာတောင်းမဟုတ်ဘူးလားတဲ့ကဲထောက်ပြီပြန်ထောက်ပြီအဲ့လိုခင်ဗျားထောက်ရတော့တဲ့ကျွန်တော်တို့တန်တွေလာဝယ်ပြီးတော့ဆောက်လို့ရတဲ့သူတွေတန်ကိုလာဝယ်ဝယ်ယူရတယ် ကျွန်တော်ရှိတဲ့တန်ကိုကွန်ဒိုမီနီယံဆောက်မယ်ပြီးတော့လာဝယ်လို့ကျွန်တော်ကမရေလို့ရောင်းရောင်းလာဝယ်တော့မရောင်းပါဘူးလို့ပြောလို့ရတယ်သူတို့လာဝယ်တော့သူတို့ကိစ္စအားတဲ့ဆောက်လိုက်လို့လောကသားတွေလာဝယ်ရသူတို့ကိစ္စအဲ့ဒီဆောက်လိုက်လို့လောကသားတွေကတန်တွေဝယ်ပြီးတော့အကောင်းတွေနဲ့အဟောင်းတွေနဲ့ရောရောသမမှုပြီးတော့သူတို့ကသူတို့အဆောက်အဦတွေမှာညှက်ဆောက်တာအဲ့ဒါသူတို့ကိစ္စတန်နဲ့ဘာဆိုင်လို့တန်အဆကလေးကဒီတန်ရဲ့စမှုဆိုရင်တန်ရှိသေးကိုကတော့ကသူကကွန်ဒိုမီနီယံဆောက်ဖို့ဆိုရင်လောကထုတ်ရတာမဟုတ်ဘူးဟိုအထက်မြင့်ဆောက်ဖို့ဆောက်ဖို့ထုတ်ရတာမဟုတ်ဘူးသူထုတ်ရတာရှင်းရှင်းလေးရဲ့ ။တန်နှင်းဆွဲတွေပါလေကိုလိုကခဏပဲခြင်စည်းလေးတွေခြင်စည်းမှာတန်ပန်းပုံပေါ်လာလေအင်းရဲ့လျှမ်းလေးတွေတန်ပန်းပုံပေါ်လာလေဒါတော့ပဲထုတ်ထားတာလေတဲ့။အိမ်ဆောက်ဖို့အတွက်ကိုထုတ်ထားတာပေါ့ကွာ။အဲ့တော့သူတို့ကအစတည်း quality ဟိုလောက်ထားပြီးသားတတ်မှတ်ထားပြီးသားဒါပေမဲ့သူတို့ဆီကနေကိုတိုမီနီဆောက်မယ်တော့လာဝယ်တော့သူဘလို့မသိဘူးလေ။အဲ့လိုပဲကဲလာဝယ်လို့ကကိုတိုမီနီဆောက်မှလားဘာဆောက်မှလားစစ်ပြီးတော့ရောင်းပိုင်ဝင်တိုးမှလည်းမရှိဘူးလေ။အဲ့တော့ ဒါတွေကလို့ကွန်ထရိုးဆောက်တဲ့အခါအထက်မြင့်ဆောက်တဲ့အခါကျရင်စစ်ရမှာကစီမင်းအင်ဂျင်နီယာတွေနဲ့အဲ့ဆောက်လို့ရင်ကွန်ထရိုးတိုက်ကထိုက်ကအင်ဂျင်နီယာတွေတောင်းမဟုတ်လားတဲ့သူတို့စစ်လိုက်လို့သူတို့ကသူတို့အရင်ဆုံးမိတဲ့တန်တွေတုံးရင်အရေးပေါ်မှာအဲ့ဒီအင်ဂျင်နီယာတွေမဟုတ်လားတဲ့တာမှာဘာဖြစ်ရှိလို့ထောက်ပြလိုက်ကဲဆိုတော့ဘယ်ဖောက်ပြရလဲမှန်လို့မှန်ရလို့ရတကယ်တော့အင်ဂျင်နီယာတွေမှာအဖြစ်ရှိတာလူကလူမှာဖြစ်ရှိတာကိုဘာဖြစ်လို့လျှောက်ပြီးတော့ဒီပစ္စည်းကိုတတ်မဲ့ပစ္စည်းလည်းမျိုးထိုးတယ်ဆိုရင်မင်းကိုကျွန်တော်ခါရိုးရိုးပြောမယ်ဗျာရိုးရိုးပြောမယ်ဗျာကဲကျွန်တော်တို့မှာ quality တွေရှိတယ်ကုန်ပစ္စည်းတွေထုတ်လုပ်တဲ့ကမှာ quality ရှိတယ်တရုတ်ပြည်မှာအတိုင်းရှိတယ် quality မြန်မာပြည်တွေထုတ်တဲ့ quality သူတရုတ်ပြည်မှာသုံးတဲ့ quality ယူရိုကုန်ပစ္စည်း quality သုံးမျိုးတော့ဆန်ထားပြီးထုတ်တယ်အဲ့တော့မြန်မာပြည်တွေထုတ်တဲ့ quality ကယူရိုမှာတော့မရဘူးသူဆန်နေသူအဲ့ဒါယူရိုကတားတာအဲ့ဒါယူရိုရောက်သွားရင် quality စစ်တဲ့သူတွေညံ့တာပစ္စည်းရဲ့ဘာမှမဆိုင်ပစ္စည်းကမျိုးစတန်းသားခေါ်ရတာအခုလဲသူတို့တန်တွေကအစကတည်းက စိတ်မှန်တန်လို့ပဲခေါ်ခေါ်ချက်သူခေါ်ဗျာအစကတည်းကအဲ့ဒီတန်တွေကအထက်မြင့်ဆောက်ကိုထုတ်ထွက်တဲ့ quality မဟုတ်ဘူးအဲ့ဒါကိုဆက်ရမှာကတက်ဆိုင်ရာ engineer တွေရဲ့အလို့သာဖြစ်ပြီးတော့ engineer တွေကသူတို့မှာအပြစ်မရှိဘူးလည်းလည်းထိုးကျင်တော့အခုဒီစိတ်မှုစက်မှုစုံတွေထိုးကြတယ်ဆိုတော့သဘောမျိုးပြောတာဆိုတော့ခင်ဗျားတို့ကျွန်တော်တို့ပြည်သူလူထုကပြန်စဉ်းစားဖို့လိုတယ်တက်ဆိုင်ရာအားနာဖွဲ့စည်းစဉ်းစားဖို့လိုတာတခုပဲကျွန်တော်လည်းကိုယ့်ဟာကိုဖက်နဲ့ခြေထောက်နဲ့တိုင်တာဖက်နဲ့ကိုဖက်နဲ့ကိုဖက်နဲ့ကိုရှေ့ကိုခြေအောင်လုပ်မလားဖက်နဲ့ကိုပြတ်မလားခင်ဗျားတို့စဉ်းစားကြမ်းဗျာ ုံတော့ရှိတာပဲအဲ့တော့တခါတခါကြာရင်လည်းစိတ်ဥမီပါရညာတွေပိတ်တယ်ဆိုလိုကိစ္စတွေကလည်းမတရားတာတွေရောရှိတော့ဘူးအဲ့ဒါဘယ်လိုတွေလျှောက်လဲဆိုကိုယ့်အပြစ်ကိုပြောချင်တဲ့ခါကျတော့ဖဏပြစ်မဟုတ်ဘူးအဲ့ဒါခြေဖဏအပြစ်ပါဘူးခြေဖဏလိုက်ချက်လို့ဒီသားရဲဆိုတော့ဖဏစဉ်းစားကြည့်ပြအမှန်လားမလားဆိုတော့ဒါကြောင့်ကျွန်တော်တို့ကွန်လေဒီကိစ္စမှာစိတ်ကိုလုံးလုံး120ကျော်လောက်ရပ်ထားရတဲ့ကိစ္စနဲ့ပတ်သက်ရင်တော့ဒီစက်မှုစုံတွေဘက်ကဘက်ကကျွန်တော်ရပ်ပါမယ်။ဘာလို့လဲဆိုတော့ဒီစက်မှုစုံတွေကိစ္စကကျွန်တော်အမြင်ပြောရရင်စက်မှုစုံတွေရဲ့တန်အရည်သွေးကိုတတ်မှတ်တဲ့နေရာမှာသုံးဖို့တားလျင်အင်ဂျင်နီယာတွေနဲ့စီဗင်တာဝန်ရှိသူတွေသက်ဆိုင်လူတွေက စစ်ဆေးရမှာဖြစ်တယ်မစစ်ဆေးဘဲနဲ့သူ့ဟာသူဟိုအစာအုပ်တွေမှာညှက်သုံးလိုက်တာကဘယ်သူမှမဘယ်သူမှမရှိတယ်အဲ့ engineer ဆောက်လို့ engineer မှာရှိတယ်ကျွန်တော်အဲ့လိုမြင်အဲ့ဆောက်လို့ engineer ကြတော့သူ့အဖြစ်အတင်မခံနိုင်ဘူးထင်ပါတယ်အဲ့တော့တမန်လည်းနေဖို့လားထို့ပြီးဘာလို့ဆိုတော့ဟိုအကောင်းဆုံးရှာတဲ့ခါကျတော့အဲ့ခုနဆက်မှုစုံထုတ်ချလိုက်တော့ဆက်မှုစုံကအမထုကွာဒီဆက်ရုံကလူတွေလုံးလို့ထုတ်လို့ဒီတန်တွေငါတို့တော့ကိုပိတ်ပါဆိုတော့ဩအဲ့ဒါမှန်လားအဲ့ဒါပြန်ပြီးတော့သက်ဆိုင်ရာဒီကအာနာပိုင်ဖွဲ့စည်းရေးအရေးချင်းရှိတယ်အရေးသွေးရှိတယ်အုံတော်ရှိတယ်တေချာသုံးတတ်တတ်တယ်ဆိုရင် ကျွန်တော်တို့ကမှားလာမှလည်းခဏလေးစဉ်းစားတတ်ပါတယ်စဉ်းစားကြည့်ပေါ့ကျွန်တော်တို့ပို့နေပြောတာကျွန်တော်အမြင်ရအဲ့တိုင်းအမြင်နေဘာမှဒီဆက်လို့ရလို့တဲ့ဒီတန်ဆက်တန်ဆက်ရလို့တဲ့ကုမ္ပဏီတွေရဲ့ဘာမှသူတို့မှာတော့ရှင်းပြရင်သူတို့လည်းနိုင်ငံတကာဆင့်ထုတ်နေတာမဟုတ်အစကတည်းပြောပြတဲ့နိုင်ငံဆင့်ထုတ်နေတာမဟုတ်အဲ့ကျွန်တော်နိုင်ငံမှာရှိပြီးသားရှိပြီးသားပါနော်စဉ်းစားတော့ရတဲ့ဒီတော့တလျာတစ်ခုထောက်တော့ကဲမြန်မာနိုင်ငံဆန်ရောင်းတယ်ပေါ်ဆန်းစားရလို့ရှိတယ်ဗျာရိုးရိုးဆန်ချမ်းစားရလို့ရှိတယ်အဲ့တော့ဆန်ချမ်းစားတဲ့သူပေါ်ဆန်းသွားပေးတာတိကျလာမရှိဘူးမယ်ဆန်ပေါ်ဆန်းစားတဲ့သူဆန်ချမ်းသွားပေးတဲ့အခါ ေါ်ဆန်းစားတဲ့ကောင်ငါတို့ဒီဆန်ချဲရောင်းရတာပဲဆန်မှာပြည့်စီတယ်ဆန်ချဲနေကိုပိတ်လို့ပိတ်လို့ရသလားဘာမှမဆိုင်တာကိုယ့်ကိုယ်ကိုယ်ကိုဆန်ချဲမစားနဲ့ဘောဒါလည်းရှိတာအဲ့ဒါကရိုးလေးရဟိုမရှိလို့တုံးနေဆိုရင်ဒါတုံးလို့မရဘူးပြီးတော့ပြောရင်ဆောက်လို့လောကမှာအင်ဂျင်နီယာတွေနဲ့ဒီအုပ်စုတွေပေါ့ဗျာတန်ခိုးတဲ့လုပ်ငန်းဘီလက်နေခိုးတဲ့လုပ်ငန်းအဆောက်အဦမှာခိုးဆောက်တာသူတို့ခိုးဆောက်တာရှိရှိပြောရင်ဘယ်ဝမမသူတို့ခိုးဆောက်လို့ဒါအဆောက်အဦတွေပြုံကြတာသူတို့တခိုးချဘိုးလိုမျိုးခိုးဆောက်ပြီးပတ်စံအမြတ်ဆုံးစားခြင်းလို့ဆောက်လို့ဒါပြုံကြတာရှိတာ ခင်ဗျာတာနာပြည့်ရှိပါလို့ဆိုလို့ရုပ်ပြထိုးရတာဟုတ်ပြီတာပြည့်ရှိတယ်ဆိုရင်စစ်စေးမဲ့လူမှတာဝန်ပို့ရှိဘူးလား तू ကစစ်စေးပြီဒီတန်းမျိုးမကောင်းဘူးဆိုအဲ့ဒါမကောင်းမသုံးအောင်ဆိုပြီး तू တာရမှာမဟုတ်ဘူးလားဒါရိုးရိုးလေးပဲအဲ့တော့ကျွန်တော်တော့ဒီကိစ္စကြီးကျွန်တော်အဝေးရှင်းပြမလို့လင်းပွင့်ရှင်းတာနာပြည့်မရှိဘူးတန်နှဲဆဲဆဲနေမှာ तू ကသူ grade 1 2 A B C ပေါ့ဗျာ C class ကတန်နေမှာဘာပြည့်မှမရှိဘူး သူတို့ဒီသူတို့ဟာသူတို့ local မှာရှိတဲ့တိတိလေးလမ်းလေးတွေခင်းနေများတော့တော့ဟိုဟိုတန်ပန်းလေးတွေလို့တာတုံးတယ်ဒါပဲလောက်တာလေးအလှဆင်သွားလေးလုံးမယ်ဒါလေးတွေတုံးတာလေးရှိတာအိမ်ဆောက်တဲ့ဘင်းတိုင်းဒီမှာထဲ့တန်ပြီးအဲ့တန်ကိုတုံးအောင်မယ်လို့အဲ့တန်ဒီမှာအစားရဲ quality တက်မှာမဟုတ်တယ်သူအဲ့ဒီလူတွေဖွဲ့မှာဘာတော်မှမရှိဘူးအဲ့ဆက်မှုတွေပိတ်တယ်ဆိုတဲ့ကိစ္စဟာရှိရှိပေါ်ရတော့အချောင်းရှာခံရတယ်ရမေရှာခံရတယ်အပြစ်ရှာခံရတယ်လို့ကျွန်တော်မြင်တယ်အဲ့တော့သက်ဆိုင်ရာအာဏာရှင်ဖွဲ့စည်းဒီခေါင်းဆောင်တွေနေနဲ့ review ပြန်လုပ်ဖို့တင့်တယ်လို့မယူဆဘူးလားအခုချိန်ထိ နော်ဟုတ်ပြီတန်နေကိုစမ်းသင်စမ်းရင်းဆွဲမယ်ဆိုရင်တန်နေကိုဆွဲရင်းဆွဲတယ်လို့အင်ဂျင်နီယာတွေကိုလည်းရင်းဆွဲအဲ့ဒီအင်ဂျင်နီယာတွေရဲ့အဂရိကိုလည်းရင်းဆွဲခင်ဗျာအဲ့ဒီအင်ဂျင်နီယာတွေဆောက်လုပ်ကွန်ထရိုက်တာတွေရဲ့အဂရိကိုလည်းရင်းဆွဲဒါလည်းကျွန်တော်အဲ့လိုမြင်တယ်ဒါကျွန်တော်အမြင်ပဲပုံမှန်လည်းပြောအဲ့လိုမြင်နေဆိုတာပြောချင်တာနော်ဒါပဲကျွန်တော်အရှိန်မရှိပြန်ချင်လို့ကျွန်တော်ကလည်းလုံလောက်တဲ့အချက်လက်အခိုင်အမာရှိတယ်ကျွန်တော်ကတော့ review လုပ်တာကြည့်တယ်အကုန်လုံးဖတ်ကြည့်တယ်ချက်လက်ပေါင်းများဆို report ပေါင်းများဆိုကျွန်တော်ဖတ်ကြည့်ပြီးမှဟာဒါဆိုတော့အမေဘူးအပြစ်မလို့မှရှိတယ်ကျွန်တော်မြင်နေပြီ engineer ကဘူးမှရှိနေတာပစ္စည်းမှရှိနေမို့လူငါရှိနေတာ လူကမတားမြစ်လို့ပစ္စည်းတွေကဝင်လာတာလူသားတားရင်ဘာဖြစ်လို့မရှိဘူးဘာမှဖြစ်တယ်တော့မရှိဘူးရှင်းပါတားမြစ်တယ်လူကလာ quality QC ကိုသေချာထိန်းနိုင်ခဲ့ရင်လူသား quality QC ထိန်းနိုင်ခဲ့ရင်အဲ့ဒီဘာလဲဘာမှမဆိုင်ရှင်းရှင်းလေးပဲသူတုံးတဲ့နေရာမှာတုံးဘူးသူ့နေရာမလို့ဒါသိရမှာပေါ့ဗျာရှင်းနေရမှာနော်ဒါလေးကိုကျွန်တော်ကျွန်တော်ထည့်ပြတာပါနောက်တစ်ခုကဂျာပန်ဆရာတော်ရဲ့ဗီဒီယိုဖိုင်ကိုဆက်နားထောင်ကြည့်လိုက်ရအောင်နော်အဲ့ဒီ ကောင်းတော့တက်ခင်ပါကဒီကနေ့ဟာ23ရက်စက္ကလပိုင်း2025ဖြစ်ပါတယ်ဗျအေးတက်ကတော့တဖြည်းဖြည်းနဲ့အေးတက်ဒီနေ့ဆောင်းလို့တော့မူရေးမဲ့ထင်တာပေါ့ဗျာနော်အဲ့တော့အမျိုးများအောင်လည်းကျမကြီးအထူးပြုဆက်ကြပါကြားရပါလေရေကောက်ပွဲကြီးဟာစပါတော့မယ်အဲ့တော့ရေကောက်ပွဲကြီးကိုပြည့်စည်ရပြည့်လို့ပြည့်စည်ရပြည့်စည်ကြပြည့်လို့ဟာ ပြန်လို့ကြောင်းတချို့လဲဒါဒီပိတ်ကျန်းဖက် OC တွေကဒီမှာပြည်ပြည်ဝေယံပြည်တွေကပေါက်တဲ့နှခုမထူးဆိုပြီးပါလားဒီအမျိုးမျိုးနဲ့ဒီစနစ်ပုံစံမျိုးမျိုးနဲ့ဒီလူတွေကိုမိုင်းတိုက်နေကြတယ်ဒီလူတွေကိုကျင်းထွက်နေကြတယ်ဒီကောင်ကြောက်ကြောက်ပဲဒီလူတွေကိုဝါရမိုင်းအမျိုးမျိုးတိုက်နေကြတာပေါ့နော်သူတို့ကပြေပမှာသူတို့ကပြေပမှာ တချို့ကဝယ်အမ်းကြီးလုပ်နေတာတချို့ကတော့တဲ့မှာအဲ့တော့ပြည်သူတွေအနေနဲ့ကလည်းဒီရင်လို့တော့မားတော့ဘူးလို့ပဲပြောရတော့လုံးတာပါတယ်ဒီမားတော့မားတော့ဘောเนาะပြည်သူတွေတူတူပြည့်တဲ့ဓာန်နေရမ်းပဲပြည့်တဲ့ဓာန်နေပြည်ပြည်တွေရဲ့ဟောလာဝစီပေရာလုတ်ဖြစ်အစိတ်ခတ်ခဲ့တဲ့အရာတွေကျုံစားပြီးမှတချို့သားသမီးတွေလည်းလုံးလို့ထောင်နဲ့ရောက်တဲ့သားသမီးတွေရောက် တချို့လည်းမကြီးမငယ်နဲ့ထောင်းနဲ့ရောက်တဲ့လူတွေရောက်ဟုတ်လားအလူပြီးလာတော့ပဲဘာကြီးလာတော့မယ်ဟိုအကြီးလာတော့မယ်အမေရိကန်လာတော့မယ်အခု EU လေဟုတ်လားဒီကဝေ EU ကနေမှာတိမတ်ပြီလူတို့ကမြန်မာနိုင်ငံကသူများနိုင်ငံရဲ့လက်အောက်ခံပါမဟုတ်တာကိုပြည်တွင်းရဲ့ကိစ္စကကိုကိုပြည်တွင်းကလူနဲ့ပဲဆိုင်တယ်လေ အဲ့တော့နိုင်ငံကအတိအမှန်ပြည်ပြမပြည်ဘူးကောင်းတဲ့ခဲ့ရမှမလို့တာ EU ကတော့ခဲ့ခင်ဗျားတို့ပြောတဲ့ EU ပေါ့ဗျာအကျိုးလည်းပြောရမှာပေါ့ဗျအင်္ဂလိပ်စာမှတ်တော့နော်ပြောရတော့ပြင်းတာနော်ဒီလိုမြန်မာနိုင်ငံကဘယ်တော့မှအကောင်းကျိုးပြုခဲ့ဘူးလို့လေဘယ်တော့မှအကျိုးတို့မြန်မာနိုင်ငံကောင်းကျိုးပေးခဲ့ဘူးလို့လေဟမ်ခင်ဗျားတို့အော်တော်တော်ပြင်းကြတယ်အဲ့ဘုရားကိုတတ်တာဒီလိုပဲအင်္ဂလိပ်ပဲ ိုချိုးကိုလည်းထားအင်္ဂလိပ်ပဲကျန်တာမတွင်းနဲ့နော်ဘိုချိုးကိုတက်ထားကအင်္ဂလိပ်ပဲအဲ့လိုမြန်မာပြည်ကြီးပစ္စည်းရပစ္စည်းလို့အကြောင်းလောက်ထားကအခုဒေါ်စန်းစုကြီးကိုလက်တက်မွေးထားတာလည်းအင်္ဂလိပ်လို့အဲ့အင်္ဂလိပ်ပဲအဲ့လိုကိုဘင်းနာနော်အင်္ဂလိပ်ပဲတနာပါအဲ့ဒါကိုကိုဝယ်တယ်တာဝန်ကြီးအားလုံးသိလို့လို့ရကိုမြန်မာနိုင်ငံကပြည်သူကိုမြန်မာနိုင်ငံကဒေသကိုခင်ဗျတွေ့ကြည့်ပြလွတ်တော်ထဲမှာ နိုင်ငံရာလေးကိုပြန်ပြီးမဆရာတင်ခဲ့တာလေဗျာအဲ့ဒါကိုခင်ဗျားတို့မေ့နေပြီလားဟမ်မေ့နေကြပြီလားဘုရားကာလာကြီးမှာတော့ခင်ဗျားတို့ကဇော်ဝေဆိုးကြီးကစီရံလုပ်သွားတယ်စီရံလုပ်သွားသူဒီခင်ဗျားတို့ကအားလေအားဒေါက်တာကြီးတောင်စီရံလုပ်သွားတယ်ဘာလို့လဲဘာကြောင့်ဇော်ဝေဆိုးကစီရံလုပ်သွားတယ်ခင်ဗျားတို့သိလားတီးတာပေါ့တီးတီးတာပေါ့ကျွန်တော်တို့မြန်မာနိုင်ငံမှာကိုဗစ်စီးကိုဗစ်တွေဖြစ်တော့ အဲ့မှာနိုင်ငံကထောက်ပံ့တာပေါ့ဗျကိုကြီးစေးတွေတန်းစီထောက်ပံ့တာအဲ့လူကြီးတန်းငါရုပ်တော်ပြောင်းနိုင်ကွာလူကြီးတန်း50ကျော်ရှိတယ်အလတ်50ကျော်မကကိုကြီးစေးတွေကိုထောက်ပံ့တယ်အဲ့ကိုကြီးစေးတွေကိုနှလုံးကို2000ခွဲရှိတယ်တလုံးနမဝင်တဲ့အတွက်ကြည့်ရင်နှပေါင်းခွဲနဲ့လုတ်ပေးတာပေါ့ဗျာတို့တို့မြန်မာနိုင်ငံကနေအစင်မပြေနှပေါင်းခွဲနဲ့လုတ်ပေးတယ်။ဘောဆန်းလူကြီးဆိုရလက်ထက် အဲ့ဒါလေးကိုဘောရက်ကြီးနဲ့နိုင်မင်းပြီးမှအဲ့ဇော်ဝေဆိုးဆိုးရဲ့ကောင်ကဒီလိုလိုတို့တလုံးကို၅သိန်းလုံးနဲ့ကိုပြည့်စေးနေတော့တာခင်ဗျားတို့အဲ့ဒါရောသိလားချာချရဲလို့ဒေါ်ဝီကအဲ့ဒါလေးကိုသူ့သူ့ကိုပြည်ရဲ့ကောင်ပုံစံမျိုးလုပ်ပြီးမှစီရန်လုပ်ပါကြံတဲ့ဆရာဝန်ဆရာမတွေကြံတဲ့သူတွေပါဒုက္ခအကြီးကြီးပေးသွားတာသူကတော့ငါးမြားသွားတာဘာရဲငါးမြားမင်းတို့အကုန်အွယ်တဲ့ဖရာလင်းနေပြီအာ ရပါမှာလဲလောကကချမ်းသာသွားတာဘုရားကလာမှာဆန္ဒကရှိသွားတာဒါကိုလည်းခင်ဗျားတို့ဒီလူလူတို့တွေတဘောပေါက်ဖို့လိုတယ်ပေါက်ဖို့တော့ကြောတာဟုတ်လားမဟုတ်လားဆိုတာကိုဟုတ်နဲ့ဘဝစည်းရဲ့အဆက်တွေရအောင်အဲ့ဒါဟုတ်ပါလားဘာကြောင့်ဒီကဆက်တွေမင်းကြီးကြပေါ့ဗျာဒါဥသိရဲ့ဟာကိုလည်းဒီလူဘက်ကနေပိတ်တယ်နားလို့ကြည့်ပြီးမှဒါပေါက်ဖို့တော့နဲ့လူလောက်ပြီးမှသမင်းထိုင်စားနေတယ်သူလည်းသမင်းစားတယ်တွေရှိတာရဲ့ပေါက်ဖို့လည်းဘလူးခိုင်နေယူတယ် ယူပြီးမှလူတွေပြန်နေတယ်လူကြီးတွေများတယ်ဟုတ်လားလူတွေရှင်နေလောက်တယ်ပြန်လို့ရောက်ကြရဟုတ်လားဒါမျိုးတွေအများကြီးရှိရတယ်နော်မိဘဟုတ်မဟုတ်နော်ဒါမျိုးတွေအဲ့တော့ခဏအေးယူပဲပြေးပြေးဝါးပြေးပြေးညို့လို့နိုင်ငံကိုကောက်ယူပြီးတဲ့ကောတော့ဘာမှမရှိဘူးတကောင်မှမရှိဘူးအဲ့မြန်မာနိုင်ငံဤသို့ရမြန်မာနိုင်ငံဆိုင်တဲ့ရွေးကောက်ပွဲကမြန်မာနိုင်ငံနဲ့ပဲဆိုင်တာပဲအဲ့လိုကိုအားလားအင်းဒီနိုင်ငံနဲ့ဘယ်နိုင်ငံကပ်ွက်တယ်လဲ ဗဲနိုင်ငံအိမ်ကြီးရင်းနိုင်ငံမှာတော့အတိအမှန်မပြုတ်အောင်လို့ဗဲနိုင်ငံကပြောတယ်လေပြောတဲ့နိုင်ငံရှိကျုပ်ကိုချက်ကြရမှာသူတို့အအမေရိကန်နိုင်ငံကြီးကိုအထင်ကြီးတာလေအမေရိကန်ညလာတော့မလားဟိုသူတို့ကအမေရိကန်ရောက်ကွက်ပြောက်တော့မလေဟုတ်လားအဲ့လိုပဲအမေရိကန်ဘာကြောင့်အမေရိကန်ဘလို့လူကိုဟုတ်တော်မျိုးတော့ဘာမှမတိတဲ့လူကမြန်မာနိုင်ငံမှာဆရာကြီးဖြစ်နေကြတယ်နော် 哦，那个爷爷六斤的，啊，去看老的嘛，那么累呢？不啦，我们这里边，啊，老阿牛娘表现了，比人嘛细的，比人表现了，喏，白马地外怎么样？你在亚马地嘛？不，白马地外拆拆吧，我跟侬话咯。လူတော်လူကောင်းတွေတော့ရွေးချယ်ပေးတာပဲအဲ့ဒါပြည်သူရဲ့စိတ်ကလည်းရှိနေတာကိုကိုနေတဲ့ပါတီကိုထက်ပေါ့ ဟုတ်လားဝိပောက်ဝယ်ဆိုတာကဘလို့နည်းနဲ့မဆိုမဲသွားကိုထည့်ရမှာဘသူ့ကိုထည့်ရမှာအဲမဲဆက်ခြင်းရဲ့အကြောင်းရခင်ဗျားတို့တစ်ချိန်နင်းလာလိုက်နင်းလာလိုက်ဘူးကြိုက်တဲ့အမတ်လောင်းတွေကိုရွေးချယ်ပြရတကယ်ခင်ဗျားတို့မြန်မာနိုင်ငံကြီးငြိမ်းချစေချင်တယ်အေးချမ်းစေချင်တယ်ဆိုရင်ပြောတော့လားခင်ဗျားကစစ်စိုးရမကြိုက်ဘူးအာဏာရှင်မကြိုက်ဘူးဟုတ်လား မဲကြတော့အလီမဲမဲကြတော့မထည့်ကြဘူးပြေပါတချို့ဂျင်းမိတာရှိတယ်ဗျရှိတယ်လက်မတော်ဒီအာလာမထိုင်းနေတဲ့ကြောင့်ယူပေါက်ကိုဖြစ်ပြအောင်လုပ်ပေးနေရပေါ့လက်မတော်ဒီကအာလာမက်တဲ့အာလာယူလိုက်ဆိုရင်ဒီယူပေါက်ကလုပ်ပေးစရာအကြောင်းကိုမရှိဘူးဟိုကော9000ဆောင်ရပေးစရာလက်မတော်9000စားတွေကိုဂျင်းထည့်တာကျွန်တော်တို့ကတော့ဟာတာအနေနဲ့အကြည့်တာပေးစရာအကြောင်းကိုမရှိတာဗျ တော်လည်းခင်ဗျားတော့ပေါက်ဖို့လိုတယ်တော့ပေါက်ဖို့လိုတယ်ခင်ဗျားတို့ပေါက်ဖို့တော့ဂတိပေးတိုင်းလေပါကတိလေခင်ဗျားတို့ပေါက်ဖို့တော့အာမခံချက်ပေးတိုင်းလေရုပ်ကဝယ်ပြီးသွားလို့ရှိရင်အလဒီအစိုးရလက်ထက်တဲ့တို့တို့မြန်မာနိုင်ငံကြီးတူပြောင်းလဲလာလိုက်မယ်ထွီးခွင့်ပြုလာလိုက်မယ်အဲ့ဒါကိုတော့တို့ရဲရစ်စီပေးရတယ် ရဲယူစီပီရဲ့သူချာသေးတာပေါ့တပောက်ကိုတော့ပြောကြရသလားနှစ်ဆက်တုန်းကစရလာ2000နဲ့မှ25တနင်္ဂနွေနေ့อืมဥစဉ်ပြောကြရသလားဥစဉ်ဟုတ်လားပောက်ကိုတော့ဟုတ်လားဘာလို့လို့အခုလိုဂရီပြေးရတယ်လုံးတက်ကြိုင်တတ်တဲ့သူတွေမဟုတ်ရောအရင်ချင်းရှိတဲ့လူတွေမဟုတ်ရောခိုးတဲ့နေရာမှာအရင်ချင်းရှိတဲ့လူတွေမဟုတ်ရောနော် ဲ့တော့ဒီလူများအားလုံးရေကောက်ပဲနေလာပါဘီနော်ဒီလူတွေအားလုံးရေကောက်ပဲနေလာပါဘီကိုရွေးချယ်တဲ့အမတ်ကိုပေးလိုက်တဲ့မဲဟာကိုမျိုးနဲ့အတွက်ကိုတိုက်အတွက်အကျိုးရှိတဲ့အမတ်လားအကျိုးမရှိတဲ့အမတ်လားဆိုတော့ကိုကကိုတော့ရွေးချယ်ရပါဘောဒီလူတွေရွေးချယ်ဖို့အတွက်တော့ဦးစိုးတော့ထိုက်တဲ့အလေအောက်ပြောခဲ့ပြီးပြီနော်ကဲအားလုံးတာပါပဲဗျာ ဒီကောင်နော်တင်းထောင်ပြန်ရအပြင်နဲ့တူတယ်